ဲ့ဗောနော်မင်္ဂလာကောင်းခြင်းတွေလှပတော်ကောင်းခြင်းတွေ ਨੇ ဝေဖွာလာတဲ့အန်ဒီဝါဗောနော်ကျွန်တော်တို့တတော်များများကပရိသတ်တွေအကုန်လုံးအန်ဒီဝါဆိုလို့ရှိရင်ဗာပြင်ပြိုးမဲ့မထင်ဗောနော်အဆက်ဆက်ရရပြည့်စုံတဲ့သူဒီလိုပုံရိပ်မျိုးကိုမြင်ခဲ့ကြတာဘူးအဲပြီးတော့နောက်တစ်ချက်ကအာကျွန်တော်တို့ကြားတာ stage အကြောင်းမှလာဒီဘယ်လိုမျိုးအန်ဒီဝါကြောင်းတက်တဲ့အချိန်ကလည်းအရန်နမဲကြီးတယ်လို့ အရင်ဘယ်လိုပုံလဲတိတ်လာတဲ့မြန်မာမျိုးသမီးလေးပေါ့နော်ဆောက်ကလိုပဲတာရိုးရိုးလေးပဲတက်တာအဲ့လိုလွယ်အကြည့်တော့လွယ်ထားသေးတယ်အဲ့ဒီလွယ်ချက်မှဘာလို့ရှိဆိုမုတ်နေပျောက်မှုကွာစီကွာစီလေးဒါပေမဲ့ဟိုဒါအဒီဝါဒီယူဒါတော့ရိုးရိုးလေးပေါ့နော်ကိုကတော့ကြောင်းကိုတက်လိုက်တာပေါ့ဒါပေမဲ့အားလုံးရဲ့အမြင်မှာအဲ့ခက်ကကားစီးနိုင်မှုကမလွယ်ဘူးလေမှန်ပါတယ်မှန်ပါကားကလည်းအဝါရကားကလည်းအဝါရအဝါရခန်းစီးရတဲ့အဝါ ကားထဲမှာခန်းစီရှိသေးလားခန်းစီတက်ပေးထားတယ်ဟုတ်ဟုတ်စာခန်းစီဟုတ်ကဲ့ခင်ဗျာဟုတ်ဖွင့်ဖွင့်နေပြီဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အဒီဝါအာဒီเจ้าโอ้ก้าเนี่ยลาบีก็เลยโทรสั่นได้แหละอะกုံลงอ่ะจี้อ่ะซูอันนี้ว่าอะกုံลงเอ่ออะดูดีเจ้าเนี่ยบกเอาไอ้ชื่อเนี่ยตะกะตัวเนี่ยอะกုံน่ะว้าวเวชิว้าวเวชิซะหลุดลาจี้อ่ะโอเคไอ้นี่มาเนี่ยซ้าๆเนี่ยอะดูว่าตะแต่เฉยมา အဲ့တော့ Bell of Yangin ဝါဝါဝင်းရွှေဆိုသူကသူတခါလေကောက်ကြည့်လိုက်တာဘယ်ဘယ်မှာရေးထား Blackboard မှာ Blackboard မှာ Blackboard မှာအဲ့လိုကျူဆိုတာဟုတ်အဲ့လိုကျူဆိုတာ Bell of Yangin ဟုတ်နော်ဝါဝါဝင်းရွှေဆိုပြီးတော့ဟာဒီမှာရေးအဲ့တော့ဒီလိုကြော်ကြားမှုတွေဒီလိုလှပမှုတွေအကုန်လုံးကအနီးဘွားရဲ့ဘွားမှာအာ ရင်းမဆိုင်ခဲ့ဘူးလीเนาะနောက်တစ်ချက်ကဟိုစိန်ဆိုလို့ရှိရင်တဲ့တချို့ကငယ်တော့ကြာတော့ဗောနော်ပြီတောင်းလိုက်ရှိတာဟုတ်မဟုတ်တာ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 ကျွန်တော်တို့ကြာတာဗောနော်အတော်ရအတော်ရအမေရချမ်းသာတာဩချမ်းသာတာဩဟုတ်ကဲ့အတော်အတော်ကအမေကမိဘ9ယောက်ရှိတယ်မိဘ9ယောက်သူတယောက်ပဲအိမ်တော်တယ်ကျန်တဲ့၄ယောက်ကအပြူကြီးဟာအပြူကြီးကြီးကြားထဲမှာနေရအပြူကြီးကြီးကြားထဲမှာနေရတယောက်ကတယောက်ကအဝတ်ချုပ်တယ်တယောက်က အစားအသောက်ချက်တည်းတယောက်တယောက်ကဖျားဝယ်ရဝယ်စားတယောက်ကဈေးဝယ်အော်အဲ့တော့မင်းသမီးဖြစ်လာတဲ့အချိန်မှာအဝေးချုပ်တဲ့သူနဲ့เนาะကိုယ်ဆောက်ရှောက်ဒီတော်လေးရောက်နေတယ်မယ်အနီဝိုင်ဘွားပြီးနေပြီအရန်ပြေဆုံးနေပြီအရန်ပြေဆုံးနေပြီသူရဲ့ sporting အားလည်းအရန်ကောင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အခုနစိန်ကြောက်တန်ပဒမြအရာအားလုံးကအနီဝါနဲ့လုံးဝမစိမ့်ခဲ့ဘူးလေစိမ့်ခဲ့သူတို့သူတို့သူတို့မရှိရတဲ့ပိုင်းအတူအကူရခဲ့တယ်ဟာကဲကောလေး ကျွန်တော်မွေးစားပါလားဒီမှာဟုတ်ကဲ့ပါဒီမှာအဲတလောဟာဒီ sales man ဘူးရဲ့ဒီအာ live တွေပဲဖြစ်ဖြစ်ဟိုဖွင့်ပွဲတွေပဲဖြစ်ဖြစ် anyone တက်တယ်နော် sales man ဘူးပွဲတွေဆိုတော့အာကျွန်တော်ဆိုလို့ရှိရင်ဩအဒီဝါကနှစ်ပေါင်း40လောက်ရှိတယ်ဒီလိုတက်တန်းရှိတယ်အဲဂုံတိခါရှိတယ်ဒီ sales man ဘူးဒီစိတ်တိုက်ကိုပေါ့နော် relationship အရန်ကောင်းလို့တက်တာလားဒါမှမဟုတ်ကိုကိုတန်းကဒီစိတ်နေကိုသဘောချလို့တက်တာလားဆိုတာအရန်သိချင်ပါတယ်နှစ်မျိုးပေါ်တာရယ်နံပါတ်1ကတော့အတူချစ်ချင်းမြစ်တာချစ်ချင်းမြစ်တာလေတားလေးအောင်ဒီဟောအမေဦးကိုရင်းထဲမှာတကက်ကိုသားသမီးလိုပဲအဲ့တော့စတေသူသူဘာပြောပြောအတူလုပ်ပြပါပဲဟုတ်ကဲ့ခင်ဗျာဟုတ်အဲ့လိုအဲ့လိုဟာမျိုးပေါ့နော်ဟုတ်ကဲ့ခင်ဗျာအဲ့ဒါအတူချင်းမြစ်မှာဆိုတာနဲ့အဲ့ဒါအတူ ကြီးမြင့်တယ်အမြဲတမ်းတက်ဖြစ်တယ်ဗောနော်အဲ့တော့အဒီဝါနာလေးကိုချစ်တာလေဒီစင်ရည်ရနာလေးချစ်တဲ့ကကြတော့ဒီပွဲကိုတက်ပြီးတော့ဒီစင်ရည်ရနာလေးကိုဝစ်စင်နေဆိုရင်တင့်တယ်တဲ့ဗောလာပါโอเคပါအဲ့ဆိုလို့ရှိရင်အာကျွန်တော်မြင်ခဲ့တာဆိုလို့ရှိရင် Junction City မှာရှိတဲ့ Sainsbury Boo ဒီ promotion area မှာရှိတဲ့ Sainsbury Boo ကို Anywa မြဲနေတက်တယ်เนาะအခုအရွယ်အထိကိုတက်ပေးတယ်ပြီးတော့အာကျွန်တော်တို့သိထားတဲ့ Sainsbury Boo ကဆိုလို့ရှိရင်တော့အာ မန္တလေးမှာဆိုလို့ရှိရင်84လမ်းမှာလည်းတဆိုင်ရှိတယ်ပြီးတော့မင်္ဂလာမန္တလေးမှာလည်းတဆိုင်ပေါ့နော်အာဆိုင်ခွဲ3ခုရှိတာပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အန်ဒီဝါဂျန်ရှင်စီတီပဲအမြင်နဲ့တက်ပြီးတယ်နော်ဟုတ်ကဲ့ပါရန်ကုန်တော့အန်ဒီဝါအမြင်တက်တာပေါ့လေဟုတ်ကဲ့ဟိုအန်ဒီဝါလေအမေတယောက်လို့ရှိတာဟုတ်တယ်ဟုတ်တယ်တာလီယာလေးဟုတ်တကယ်ဟိုသားမိအရင်းလို့ပဲအန်ဒီဝါရဲ့ဟိုရင်း ဆက်ဆံရေးရှိဆက်ဆံမှုအဲ့ဒီအဲ့တော့အဒီဝါဒီစိန်စပယ်ဘူးကစိန်နေကိုမြင်တဲ့အခါကျတော့လေအဒီဝါအနေနဲ့ဒါအာဒီဟာဆိုလို့ရှိရင်တော့ဘလို့ရေသွေးဒါကတော့ GIA ဒါကတော့ဘာဆိုရှေးရှေးခေတ်ကစိန်နေရှိရှေးခေတ်ကစိန်နေရှိရှေးကရှေးရှေးစိန်အခုစိန် GIA ပေါ့ခွဲတတ်တယ်အဲ့ဒါအဲ့ကျွန်တော်ကျွန်တော်ကျွန်တော်တိရဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အန်ဒီဝါကအနုပညာလောကမှာတဲ့အဲជី အနုပညာငွေကြေးအများဆုံးချီးမြှင့်ခြင်းခံရတဲ့မင်းသမီးတက်လက်ပေါ့နော်။အာရုပ်ရှင်ဇာတ်ကားတကားရိုက်လို့ရှိရင်တဲ့အဲ့ခက်ကငွေ2000လာဟုတ်တယ်။အလောက်ထိရတယ်လို့လည်းကြားရပေါ့နော်။အဲ့ဒီခက်ကဆိုလို့ရှိရင်လည်းဗာလဲအင်းအားကန်ဇက်ကခြံကိုဝယ်လို့ရှိရင်တော့မှငွေ3သိန်းရှိတယ်ပေါ့နော်။အဲ့တော့အနီဝါတဲ့ရုပ်ရှင်ဇာတ်ကားတကားနော်ဆက်ကားကားလောက်ရိုက်လိုက်တာနဲ့ဒီဘယ်လိုခေါ်မလဲ။အဲ့ဒီအဲ့ဒီတော့ကတို့ကလေဝယ်နိုင်တယ်ပေါ့နော်။အဲဟိုရင်ခက်တစ်ခက်ပေါ့နော်အဲ့ဒီမှာ ရတယ်ကြောင့်ဟုတ်ကဲ့ခင်ဗျာဟုတ်အဲ့ဒီခစ်တခစ်မှာဆိုလို့ရှိရင်သူကအတော်ကဒီဇာလန်းမှာအမျိုးသမီးမိန်းကလေးရဲ့ဇာလန်းဟုတ်ကဲ့ခင်ဗျာဟုတ်ဇက်ကောင်ကအမျိုးသမီးရဇက်ဆောင်ဟုတ်ကဲ့ခင်ဗျာအဲ့ဒီကားလေးပြန်ပြရရတယ်ဟုတ်ကဲ့အဲ့ဒါခါကျတော့ဦးပြားချင်းမြင်တာပေါ့လူကဟုတ်ကဲ့ပါခင်ဗျာဟုတ်တကယ်ပဲနှစ်အနှစ်တောင်းမှာဆိုလို့ရှိရင်ဒါအဲ့ဒီခစ်ကလေးရွှေနေကားတွေရောက်လောက်နေမှန်းကြချက်လောက်ပဲရှိမှာ200 200အော်200 ဲ့လိုဖြစ်ဟုတ်တယ်ဗျာနော်အဲ့တော့ရွှေကိုတော်တော်များများဝင်နိုင်တယ်ဝင်ရွှေရှင်စကားတိုင်းအေးစင်နေလို့ရတယ်နော်ရှေ့ဟုတ်တယ်ဟုတ်အန်ဒီဝါဒီရုပ်ရှင်စကားရိုက်ပြီဆိုလို့ရှိရင်တနစ်မှာဘယ်နှကားရိုက်လဲတကားပဲလားဘယ်နှကားရိုက်လဲဟိုဒီနှကားသုံးကားပဲအများဆုံးရိုက်တယ်တနစ်ကိုနှကားသုံးကားတကားရိုက်ရင်ဘယ်လောက်ကြာအာကြတယ်အန်မရုခေကရုပ်ရှင်စကားတကားရိုက်ရုပ်ရှင်စကားတကားရိုက်အဲ့တော့အနည်းဆုံး45ရိုက်ကလေးရပောင်း60အထိ အချိန်ကြီးရတယ်။အော်။အတော့တနစ်မှာ၃ကားလောက်ပဲရိုက်ပြီးတော့ကိုယ့်ရဲ့ပြင်ဆင်ချိန်တွေပြင်ဆင်ချိန်တွေဟုတ်တယ်ဟုတ်တယ်။အများကြီးရတာပေါ့နော်။ရတယ်ဟုတ်တယ်။တကယ်လို့ဒါအဲ့ဒီပထမပထမတော့တိုင်းဟုတ်တယ်ပေါ့နေညာရိုက်တာတွေလည်းရှိတယ်နေရောညာနေရောညာဟိုစစချင်းကတော့အဲ့လိုတနည်းတုံးကဒီဘက်ပိုင်းမှာဟုတ်ကဲ့ခင်ဗျဒီဘက်ပိုင်းအဲ့လိုပြန်ပြီးတော့လေဟုတ်ကဲ့ခင်ဗျဘလော့ဝါပေါ့ဟိုလေဆက်ဆက်ရေရှင်းဟိုပြစ်အောင်ဆိုပြီးထိလိုက်တာပေါ့အရှိပိုင်းတော့ကတော့တိုင်း အဲ့လိုအဲ့တော့ next life ဖြစ်တဲ့ဇာလန်းနေဦးပဲကိုပြီးရလာလာငားတဲ့ခါကျတော့အဲ့တော့နေရင်းကိုစကားတကားအိမ်ပြန်နေစတော့တယ်ညကျတော့နှုတ်တကားမိုးရင်း၃နိုင်၄နိုင်မှပြန်ဟာပဲချိန်နာလေအဲဒီဘာလို့ပြောလဲဟိုကပဲရုပ်သေးတယ်အတူပဲပဲပြောဆိုကိုမနေ့၄နိုင်ဩဟုတ်နောက်တကားဆက်တော့မယ်လေနောက်တကားဆက်အိမ်ပြန်ခဏပဲအေးနာနားပြီးတော့တကားနောက်တကားပြန်ဆက်အာ အဒီဘွားအဲ့တော့ဘွားတစ်ချောင်းလုံးမှာဒီရုပ်ရှင်ရှိုက်ကူမှုပိုင်းနဲ့ပတ်သက်ပြီးတော့ဘဝတစ်ချောင်းလုံးကဒီရုပ်ရှင်ထဲမှာပဲနေခဲ့ရလीရုပ်ရှင်ထဲမှာအတူပါရဲ့ဟိုတက်တန်းတစ်ချောင်းပါဆိုရင်အချိန်အများဆုံးကရုပ်ရှင်ထဲမှာပဲရောက်သွားတာ။အော်အဲ့တော့16နှစ်အရွယ် ဒီပေါ်တော့မိ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 ပြိုလေးတယောက်ကမိဘရဲ့အုတ်ထင်းမှုအောက်မှာစီကံတင်းချက်မှုနဲ့အနီဝါရုပ်ရှင်လောကတွေကိုရောက်ရှိသွားတယ်။ပြီးတော့တောက်လျှောက်ကလည်းရုပ်ရှင်ရိုက်နေတဲ့အချိန်မှာလည်းခုနအတော်အပြိုကြီးတွေရဲ့ဆောက်ရှောက်မှုတွေကလည်းလိုက်တယ်။အဲ့တော့အားလုံးဒီထင်မြင်နေတဲ့အတိုင်းပဲလीနော်။ရွှေပေါ်မြတ်တဲ့ဒီမင်းသမီးလေးတယောက်ကအားလုံးရဲ့အမြင်မှာတကယ်မင်းသမီးဖြစ်ထိုက်တယ်ပေါ့နော်။မင်းသမီးဆိုတဲ့ဂုံပုံးနဲ့အာ ကိုက်ညီရဲဆိုပြီးတော့အလုံးအထင်မြင်ယူဆခဲ့ကြတာလေအဲ့ဒါအမှန်တရားပေါ့အမှန်တရားပေါ့အဲ့တဲ့ရင်အဲအဲ့ဒါတော့အတူအဆောဆောပြောသူပဲအတူကဘောတူရဲ့ star ဟော yeah gifted နော်အဲ့လိုကျေဝင်ဖြစ်ဖို့အတွက်ကိုဝေးဖွာလာတဲ့သူရုပ်ရှင်မင်းသမီးဖြစ်ဖို့အတွက်ဖြစ်ဖို့ကိုဝေးဖွာပေးလိုက်တာဟုတ်ကဲ့ပါအဲ့တော့ရုပ်ရှင်ဒီရိုက်တဲ့ရုပ်ရှင်စကားရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့မေးချင်ပါတယ်အဲ့တော့အဲစိတ်ကားပြီးတော့ကျွန်တော်တို့ကကန်ဆိုတဲ့ဒီ ရင်ဒီလရှင်ပုံစံမျိုးရိုက်တဲ့ကားမျိုးလဲကျွန်တော်တွေ့လိုက်သေးတယ်အဲ့အဲ့အဲ့ပိုစတာလေးလဲကျွန်တော်တွေ့ရပြီမန္တလေးရုပ်ရှင်ပဲဆိုတော့မန္တလေးရုပ်ရှင်လေးတော့ရုပ်ရှင်ရပဲဟုတ်တယ်ဟောဘာလို့လဲဆိုတော့လေဟိုထူးထူးခြားခြားပဲတလားအခုအာဒါအဲ့ဒီဘောအဲ့ဒီဘောတော့ဒါကိုကအမှတ်တရလေးနဲ့ဟာတာလေးပေါ့နော်အခု on saw လေးဟုတ်တယ် on saw ကအခု diagnose ဆိုတဲ့ကရုံတင်နေရလေအဲ့ဒီမှာသူကလဲအဲဒီလရှင်ပုံစံမျိုးသူကတိတ်ဆောင်တော့ကျွန်တော်နေအဲ့ထူးထူးခြားခြားတွားပြီးတော့လေအမှတ်ရလိုက်သေးတာအရင်တော့ကအနီဝါရဲ့ အဲ့ဒီခေတ်ကကန်ဇကားတဲကအဲ့ဒီပုံလေးကလေမျက်နှာဖောက်ကစာစိန်နေတာဟုတ်လားအေးလေးဒီလားရှိနေဟုတ်တယ်မျက်နှာပုံလေးရဲ့စင်တော့တွားပြီးတော့မှကိုကတွားပြီးတော့တတိယနေသေးတယ်အခုလိုမျိုးအနီဝါနဲ့ဒီရပိုင်းလေးမှာအင်တာဗျူးအခုလိုဖြစ်သွားမယ်လို့တော့မှကျွန်တော်မထင်တာဘောเนาะအဲ့ဒီနေရာစိတ်ကဆက်နေရတဲ့တူရဲ့ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကန်ဆာကားထဲမှာဆိုလဲအဒီဟွာအနေနဲ့ပေါ်လာဒုတိယဇာကားတော့မဟုတ်တော့ဘူးနေတူရဲ့နမေကြီးရဲ့ကားလားစတိုက်ရိုက်ရိုက်ကားဒုတိယတတိယကားပေါ့အော်တတိယကားဟုတ်တယ်နောက်ပြီးတော့ရိုင်းစပယ် အရင်စပယ်အရင်စပယ်အကန်ကားရိုက်တဲ့အချိန်တုန်းကလည်းအာဝေဖန်မှုတွေအများကြီးကြုံရတယ်လို့ကျွန်တော်ကြားရပါတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီခေတ်ကနော်အပြိုစင်ပဲဖြစ်ရမယ်ပေါ့နော်ဒီလရှင်အဲ့ဒါမျိုးအနီဝါအာရိုက်တဲ့အချိန်တွေမျိုးတွေမှာဝေဖန်မှုတွေစပြီးတော့အနီဝါအနေနဲ့ခံရတယ်ဆိုတဲ့အပိုင်းရယ်ပြီးတော့နောက်တစ်ခါအရင်စပယ်ကရိုက်တဲ့အချိန်မှာတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးကိုလည်း sharing လုပ်ပေးပါဦးအနီဝါဘာလို့ဆိုတော့ ဒီဘက်ကအနုပညာရှင်တော်တော်များများကလည်းအိုက်ထဲမှာရှိတဲ့အတွေ့အကြုံတွေသူတို့ဖြစ်နေကြတာအဲ့တော့ဘာလဲဆိုတော့အရင်စပယ်ကမတ်ဘူရောပြန်ရည်သေးလားမသိဘူးရွှေရှင်ပြန်ရိုက်တယ်ပြန်ရိုက်တယ်မတ်ဘူရဲ့ကောက်လည်းပြန်ရိုက်တယ်ကျွန်တော်ကြည့်ဘူးရဲ့အဲ့အရင်စပယ်ကားထဲမှာဆိုလို့ရှိရင်အအန်ဒီဝါအနေနဲ့ပေါ့နော်ဒီတရုတ်ဆောင်တွဲဖက်တရုတ်ဆောင်မတ်တန်တန်ဆင်လားဟုတ်တယ်သူနဲ့ရိုက်တယ်အခန်းဆိုလို့ရှိရင်အန်ဒီဝါမထင်မပဲနဲ့ရိုက်ခံလိုက်ရတဲ့အချိန်မှာ mood ပိုကောင်းသွားတယ်ဆိုပေမဲ့အဲ့ဒီအချိန်မှာဖြစ်တဲ့ခံစားချက်ကလေးကို သိကျင်တဲ့အနေပါသိလားဘာလို့ဆိုတော့ဒီဘက်ကအနုပညာရှင်တွေလည်းအဲ့ဓာရီဖြစ်နေကြတယ်ဟုတ်ကဲ့ပြဟုတ်ဟိုဒီဘောအဲ့ဓာကျတော့တာဟိုဒီရခိုင်ဓာရဲ့ပညာပဲခေါ့ဟိုဆရာကြီးဦးချစ်ခင်ကသူကလေအတော့ဟိုဒီ dialogue ဆိုရယ်ဆာမဲတမျက်နာလို့တော့တခါလေ stress တချိန်ထဲမှာပြောခါလာဩ cut by cut မခွဲတော့ဩဟုတ် one scene one cut ခါတော့ဆက်အဲ့ဒါမှသူကဘုပ္ပိပြီးတော့ပူပူပြီးတော့တခါလေ ဆံဝင်ပြီးတော့ဟိုတူတူကျတဲ့တက်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 လာတဲ့ acting ညာတော့ဆိုဒီမျက်ရည်ပေါက်ပေါက်ကျတဲ့အထိကသူကသူတစ်ခါပြောရင်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 လည်းဖြစ်သွားတာဖြစ်သွားတာဖြစ်သွားတာဟုတ်အဲ့တော့ဒီဒီညီမယောက်ကသူကမနဲ့မော်နေပေါ့နော်အဲမနဲ့မော်လို့ဆိုတော့ဒီအမကညီမမြန်မာဆန်ပြီးတော့ဒီဒီဘိုင်းဒီညီမလေးကကျတော့သူကအဲ့ဒီအဲ့ဒီခေတ်ကသူက social ပေါ့နော်အဲအဲ့တော့ဒီမြောက်စီစုံတဲ့အခါမှာ ရဟဆတ်မလုပ်ဘူးဟုတ်ကဲ့ခင်ဗျာအဲ့တော့သူကတော့ဟိုရင်ပြော့ထားမလားဟုတ်ကဲ့ခင်ဗျာတန်းတန်းစီရိုက်ချလိုက်လားကြောက်နေသွားလေသွားအဲ့ဒီဝတ်ခါမရိုက်မခံဘူးမလားမရိုက်ခံပါဘူးအေးလေဘလို့ရိုက်ခံမှာအဲ့ဟာပြောတာလေအဲ့ဒီမှာအန်တီဝါရဲ့ live မှာအဒီရုပ်ရှင်အဲ့ဒီအချိန်မှာဖြစ်လိုက်တဲ့အချိန်မှာတဲ့ဟိုကျွန်တော်ကအဲ့ဒီအချိန်မှာအဲ့ဒီသတင်းလေးကြားတော့ဟောကောဟုတ်ရဲ့လားပေါ့နော်ဘာလို့လဲဆိုတော့ အဲ့ဒီခက်ကလူတွေအဲ့လိုတကယ်ရောရိုက်လို့လားပေါ့နော်အဲဘာလို့ဆိုတော့အန်ဒီဝါကအချမ်းအယမ်းနေလဲရိုက်တယ်ဆိုပေမဲ့ကိုယ့်ကိုမထီလောက်ဘူးပဲထင်တာလေဟုတ်ဘလူပညာလေးသားဟုတ်ဘလူပညာလို့တတ်မှာလေအဲ့ဒီအချိန်မှာလဲဒီ expression တွေတအားပွင့်ထွက်သွားတာလေအရာကောင်းတော့ဟိုနေ acting ကိုရတယ်အသားထီကိုနားတဲ့ဟာနေမထီတာလေအရင်กว่าတယ်ဒါပထမဦးဆုံးရအတွေ့အကြုံပေါ့နောက်ပိုင်းကားတွေကြတော့အဲ့လိုရိုက်တဲ့အခါကျရင် ိုက်နော်တေချာရိုက်နော်ဒီဘွာဒီဘွာမဟုတ်ဘာတိတစီရိုက်ရင်ဒါရိုက်တာမကြိုက်ဘူးနောက်တစ်ခါပြန်ရဲဆိုတစ်ခါလာပြန်ရိုက်အောင်ဆိုသုံးခါလာအဒေါ်အမေဒေါ်မစ်တအမေတမီယိုအားရပါလာရိုက်တယ်တစ်ချက်ကောင်းတစ်ချက်ကောင်းအဲ့လိုပဲအဲ့လိုမျိုးဒီရိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ အန်ဒီဝါရောအိမ်ရောဒီကားကြီးပြန်ကြည့်တဲ့အခါမှာအိုးငါတို့ပိုးလို့ဥထားတဲ့မင်းသမီးလေးကိုအဲ့လိုအကြမ်းရမ်းနေအဲ့လိုရိုက်တဲ့ဟာကြီးရိုက်ပြီးတော့အဲ့ဒီအဲ့ဒီကိစ္စအကြီးကြီးပဲဘာမှမပြောရသေးဘူးကွာဒီပါဟုတ်လားဒီစာရန်လေးကိုလေအော်ဟုတ်ဒီအကြောင်းအကြမ်းအမေကဆိုတော့နှလုံးရောဂါတည်းလို့အဲ့လိုပြောထားတာသူသမီးကိုဆိုတော့ပြောလို့ဟိုဒီလက်ဖြားနေပြီးတော့တခါမှမထိခဲ့ဘူးကွာအဲ့လိုရုပ်ရှင်ကိုလည်းသူကဆောစောပြောတဲ့ထဲမှာလည်းကြာသွားတာအဖေကအဖေကအင်မတန်သူကသဘောတူတော့လေအမေကတော့လုံးဝ ရုပ်ရှင်ရိုက်တောင်လုံးဝတော့မတူဘူးကြည်လည်းမကြည်ဘူးပြန်လာရင်လည်းရုပ်ရှင်အကြောင်းမပြောပါအော်အဲ့လိုမပြောရဲဘူးအော်ဟုတ်နော်ပေမန်းနယ်လည်းမပြောရဲဘူးပေမန်းနယ်လို့တော့မပြောရဲဘူးပေမန်းနယ်လည်းမပြောရဲဘူးတော်တော်အောင်မြင်နေတဲ့အချိန်ကြီးကိုလုံးဝလက်မခံတာလုံးဝလက်မခံတာအဲ့တော့နောက်ဆုံးကျတော့သူ့ကိုဘယ်လိုအတွက်လိုအတွက်ဒီထဲကိုတွေ့ရမလဲဆိုစဉ်းစားတော့အဲ့လိုကရုပ်ရှင်ပြလိုက်ဆက်ဝဲလိုက်တာရုပ်ရှင်ပြလိုက်ဆက်ဝဲလိုက်တာဝဲထိုက်ပြီးတော့အိမ်မှာပဲပိတ်ကား screen နဲ့ခြေလိုက်တာဆက်ပြီးတော့ပြမေဘူး ဆပြတဲ့ကဘာကားဖြစ်သွားလဲဆိုတော့ကိုဝင်းဦးနဲ့ရိုက်တာဟုတ်เนาะဘယ်ရထန်စံလေးဒီမှန်ဟုတ်ဘယ်ရထန်ဒီစံလေးဒီမှန်ဆက်ကအဲ့ဒီမှာအတဘောဒီတူမမြောက်လေဟုတ်အပြူကြီးတွေနှိပ်ဆက်တာလေစပင်းကြီးဝိုင်းညှက်ကြเนาะအတဘောထွက်ပြီးအာကားလေးတက်အဲ့ဒါလေးအပြင်အဲ့ဒီဆော့ဆော့ပြောဆိုရယ်ပါကိုချထဲတာအဲ့ဒီခါလေးကြည့်ပြီးတော့အတဘောအမြတ် shock ဖြစ်သွားတာအေးက shock ဖြစ်သွားပြီးတော့ ချက်ချင်းထားတယ်နှလုံးဒီဝါဖြစ်ပဲဆေးရုံချက်ချင်းပို့ရရတယ်အဲ့ဒါတကယ်တကယ်အဖြစ်ပြက်ပဲသာဩအမေကအမေကဆိုတော့သူ့သမီးကိုသူတော့လည်းဖျားနေမထီရနော်သူအခုပြင်ဆိုင်ပဲသူမခံစားနိုင်ဟုတ်မခံစားနိုင်ဆုံးကတည်သည့်အချိန်မကြိုက်တာဟုတ်တည်သွားတဲ့အချိန်မကြိုက်တာဩ အတော်ကကြိုက်တယ်အတော်ကဆိုဆိုအတော်ကြီးကကြိုက်တယ်နှင်းချောင်းနှင်းချောင်းကတူမှာမေသမီးဖြစ်တယ်နှင်းချောင်းတူကဖြစ်အိမ်မှာလည်းစစ်ပွဲရှိတာအာစစ်ပွဲဟုတ်ကဲ့ပါတကယ်မှတ်တမ်းလေးရပါတော့အနီဝါတို့အိမ်ကဒီသားစုတွေကလည်းတကယ်ဟိုဟိုချက်ချင်းပြတာနဲ့အရင်ကိုချက်ကြတာเนาะအန်ဒီဝါကိုအရင်စပိုတင်းပေးတာအာရုပ်ရှင်စကားတကားတွေရိုက်ပြီဆိုလို့ရှိရင်တဲ့အန်ဒီဝါပေါ့เนาะဘလောက်စီကန်တင်းချက်ခံရလဲဆိုလို့ရှိရင်ခုနကပြောသွားတဲ့အတော်အပြိုကြီးတွေကနေပြီးတော့ရိုက်ခွင့်ရိုက်နေပြီဆိုလို့ရှိရင်အလဲပါ လာပြန်ထိုင်ရအောင်ဆိုဟလာဒီမှာခုသုံးလုံးချထားတယ်အလဲမပြန်ပြန်လာပြီးထိုင်ရတယ်ဘာ 1cb တခါပဲပြီးတော့ရိုက်မယ်ဆိုချသွား